ကျွန်တော်အဲ့အရှိမကျွန်တော်အစွဲတုံးကဟိုကျွန်တော်ဖူထားတာရှိတယ်အဲ့အစွဲတုံးကကျတော့ဒီအခုဟိုဥဆိုင်ဒီဇိုင်းရဲ့ဟိုဟာလေးအဲ့ပါလဲအချက်ကိုဥစားပေးခဲ့သူဆိုရယ်တခြင်းလေးကိုကျွန်တော်ပြန်ဖူထားတာရှိတယ်အဲ့အစွဲရုပ်ရှင်မှာတော့အဲ့ကျွန်တော်တခါမှအဲ့လိုမျိုးမမေးဘူးပေါ့နော်ဒါအခုကိုယ်စကားကိုသူတို့ကြည့်ပြီးတဲ့အချိန်မှာသူတို့ရဲ့ခံစားချက်လေးတွေကိုလိုက်မေးတဲ့အချိန်မှာအဲသူတို့ပြောပြတဲ့အကြောင်းအရာလေးတွေဆွေးနွေးသွားဖို့ကောင်းတယ်ပြီးတော့သူတို့ အာဒီကားလေးကိုသဘောကျတယ်ဆိုတာသိရတဲ့အတွက်လည်းတကယ်ပီတိဖြစ်ရပါဘူး။ကျွန်တော်သဘောကျတယ်ဗျ။ဟိုဒီဒါလေးက romance လေးလည်းဖြစ်တယ် drama လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိမှာဖြစ်ပျက်နေတဲ့ဟိုအဖြစ်အပျက်တွေနဲ့ဟိုတိုက်ဆိုင်မယ်လို့လည်းထင်တယ်။အဲဒါကကျွန်တော်တို့ဒီမြို့အာဒီဇလန်အရာကလည်း36လမ်းမှာဖြစ်တဲ့ဇလန်တပုတ်ဆိုတော့ကျွန်တော်သဘောဝနဲ့အနည်းစတဲ့ဇလန်လေးတပုတ်ဆိုတော့ကိုယ်တိုင်ကြည့်ရတဲ့အချိန်မှာလည်းအာသဘောကျမှုရှိတယ်ပြီးတော့တိုးဆောင်တဲ့အချိန်တုန်းကလည်းဟိုသဘောကျတယ်ပေါ့နော်ဟုတ် the road we are on the road နေမှာကမလရှိတယ်အမရယာစင်တိုင်းလိုသူနဲ့ကအရင်တော့လည်းခင်တယ်ပြီးတော့ရေခွေးလိုနဲ့လည်းအဲ့လိုဆက်ဆံတောင်းနဲ့ခင်သွားတယ်ဆိုတချို့ဒါရယ်လော်တွေဆိုလို့ရှိရင်ကျွန်တော်တို့အဲ့အရာတွေကမပါဘူး software ထဲမှာအတူစတဲ့အခန်းတွေတို့အဲအဲဟိုပြောတဲ့ဟာတွေဆိုတချို့ဟာတွေမပါဘူးသူလည်းပြောချင်တာပြောကျွန်တော်လည်းပြောချင်တာပြောပေါ့နော်ဒါက ောချင်တာပြောရဲဆိုလဲဒီစညုံဘောင်တွေကနေပဲဟိုအန်ဝင်ကြား ဖြစ်အောင်ဟိုပြောတဲ့သဘောပေါ့နော်ဒါပေမဲ့အဲ့ဒီဟာလေးတွေအခုမေးကြည့်တဲ့ချိန်မှာတို့အဲ့ဒီဟာလေးတွေကိုသဘောကျတယ်တဲ့အဲ့ဒီဟာလေးတွေဆိုတော့အဲ့ဒါတွေကျွန်တော်စကရင်မှာမပါဘူးလို့ကျွန်တော်တို့အဲ့ပြောနေတဲ့အတွက်သူထွက်လာတဲ့ဟာလေးပေါ့နော်အဲ့အဲ့လိုမျိုးလေးဆိုတော့ဟိုသူနဲ့အလုပ်လုပ်ရတဲ့ချိန်မှာလည်းအဆင်ပြေတယ်ကမစူမီမီနဲ့တရုတ်ဆောင်ရတဲ့အတွက်အဆင်ပြေတာပေါ့အဲ့လိုတော့မရှိပါဘူးဒါပေမဲ့အဓိကတော့ဟိုဒီဇလန်းလေးကအဲကြည့်ရှုတဲ့သူတွေလည်းအဲ့လိုမျိုးလေး ဖြစ်ပျက်တွေကြုံမှုတာလည်းရှိကောင်းရှိနိုင်တယ်လေအားလုံးနဲ့အဲနေစတဲ့ဇလန်လေးတပုတ်ဖြစ်မယ်လို့ထင်ပါတယ်အဲ့လိုတော့မရှိပါဘူးဟိုဟာဒါကဘယ်လိုပြောမလဲအဲကျွန်တော်တို့ဇလန်ဖတ်တဲ့အချိန်တွေကအဲဒီဇလန်လေးသဘောကျတယ်ပြီးတော့အဲဒီဇလန်လေးကလည်းကျွန်တော်တို့ဒီသဘောကကျွန်တော်တို့ဒီလူငယ်တွေအားလုံးနဲ့နေစက်မယ်ထင်တဲ့ဇလန်လေးလို့ထင်လို့လည်းရက်ကူးဖြစ်တာပေါ့ကျွန်တော်က36လမ်းကျွန်တော်နေထားတားဝေးတယ်ကျွန်တော်ဆိုတော့ အတော့ကြောက်လန်းတော့မရှိဘူးကျွန်တော်တို့ဒီဘောင်ကျဘက်မှာတော့တငငချင်းအိမ်ရှိတော့ငွေတော့ကတော့အဲဘူထောင်ဘက်မှာတော့အဲဟိုအဲစေတန်းပြီးတဲ့အချိန်တော့ကတော့အဲဘူထောင်ဘက်မှာတော့တခြားရှောက်သွားရှောက်စားပါတော့အဲ့လိုတငငချင်းနဲ့အဲ့မှာပဲအဲ့အဲ့လိုမျိုးလေးတော့အမှတ်ရရရှိတယ်အဲ့ပေါ့ဟုတ်ဟိုဒီပို့ပပါလေးနဲ့ဆိုတော့ဇလန်းကြည့်တဲ့အချိန်မှာတော့ဟိုမုအရာတော့နည်းနည်းလေးဟိုငယ်သွားသလိုခံစားတော့ပါတော့ကိုယ့်ကိုယ်လည်းအဲ့လိုမျိုးဟိုအရင်တော့ကဟိုဟိုကျွန်တော်တခါမှလည်းဒီလိုမျိုး character မတူမဆောင်ဖြစ်ဘူးပေါ့နော်ကျွန်တော်သူဆောင်လိုက်ရင်ကျွန်တော် horror တွေများတယ်ပြီးတော့အဲနည်းနည်း drama တွေများတော့အခုလိုပုံပေါ်ပါလေးကိုပြန်ကြည့်ရတဲ့အချိန်မှာလဲဒီတိုင်းပျော်ရဲမှုလေးတော့ရတော့ဒီတိုင်းပြင်ဆင်မှုကတော့ကျွန်တော်အဓိကတော့ဒီ script ကိုပဲတေချာလေးအဲနားလည်အောင်လုပ်တယ်ပြီးတော့အဲဒီ cinema အဓိကတော့ဒီဒီကားလေးကပုံပေါ်ပါလေးပဲဆိုတော့လေအဲဘယ် ဘယ်လိုမျိုးအမူအရာလေးတွေအမူအကျင့်လေးတွေထည့်မလဲပေါ့နော်အဲဒီ character မှာဆိုရင်သူ့ရဲ့အမူအကျင့်ကဘာလဲပေါ့အဲအဲ့လိုမျိုးလေးတွေတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာလေးတွေရှိတာပေါ့ဟုတ်ကဲ့အဲကျွန်တော်ဒီထဲမှာဇဝင်တခြင်း၃ပုတ်ပေါ့နော်၃ပုတ်ကျွန်တော်ဆိုရတယ်အဲအဲ့ဒါလည်းဒီ driver ပေါ့နော် driver ကိုကောင်းမြတ်သူကျော်ကအာကျွန်တော်တခြင်းနေဆိုတာလည်းသူမြင်ပြီးတော့အခုဆိုကြည့်ပါလားတဲ့ပြီးတော့မပြုံးတော့လည်းဆိုပါလားဆိုတော့ကျွန်တော်လည်းဆိုဖြစ်တာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဝမ်ပန်းတတန်နဲ့ဆိုဖြစ်တာပါကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကိုရိုက်တဲ့ကားမှာ အဲ့လိုဇဝင်တခြင်းကိုအဲ့လိုသူကျင်တဲ့ဆန္ဒလေးကျွန်တော်ရှိတယ်ပြီးတော့တခြင်းဆိုတာလည်းဝါသနာပါတော့အဲ့လိုဖြစ်တယ်ဟုတ်တယ်ဟိုဒီအဒရိုက်တာရဲ့ညီညီလားအကူလားမသိဘူးကိုချစ်မင်းဆိုတာရှိတယ်သူရေးပေးထားတဲ့တခြင်းလေးပေါ့နော်ဒီစကားအတွက်သူရေးထားတဲ့ဟာလေးကို အပြကြီးအချိန်မှာဇာကနဲ့လည်း live ဖတ်မှုရှိတယ်။အဲအဲ့ဒါနဲ့ဆုဖြတ်လိုက်တာ။ဟုတ်တယ်ဗျ။ကျွန်တော်အဲ BL on the rock ရဲ့အာနွေရာသီ36ရဲ့ပြီးတော့နောက်ကျဒုတိယဆိုတဲ့သုံးပုံပဲ။ရှိတယ်။တချင်းကလုံပြီးတဲ့တချင်းနှစ်ပုံသုံးပုံလောက်ရှိတယ်။ကျွန်တော်အဲ music video အတွက်ပြီးတော့ဒီတချင်းထုတ်ဖို့တော့ကျွန်တော်အချိန်မပေးနိုင်ဘူးဖြစ်နေရတဲ့မလုပ်ဖြစ်တော့ဘူးနော်။လက်ထဲမှာတော့တချင်းကျွန်တော်ရေးထားတဲ့တချင်းတွေပဲလုပ်ထားတဲ့ဟာလေးတွေရှိတယ်။ဒီအသေးကွဲချင်းလေးလည်းပါမယ်ပြီးတော့လူငယ်တွေအကြောင်းဖွင့်ထားတဲ့အသင်းတစ်ပုတ်လည်းပါမယ်ပေါ့နော်အဲ အဲ့လိုနှစ်ပတ်သုံးပတ်လောက်လောက်ပြန်ရှိတယ်။ဒီပေါ့ဟိုနည်းနည်းလေးတော့အာအဆိုကကြီးပဲမဟုတ်ဘဲနဲ့ story line လေးလည်းနည်းနည်းလေးပါမယ်။ဒါတော့ဟိုကျွန်တော်အမှန်တရားပြောရင်တော့အများကြီးတော့မစင်စားထားရသေးဘူး။ဟိုလုံးချန်တဲ့ဆန္ဒလေးတော့ရှိရပါတော့ဘယ်လိုဘယ်လိုလေးလုပ်မယ်ဆိုတဲ့ဟာလေးတော့ရှိရတယ်။ဒါပေမဲ့အတိအကျ confirm တော့မဖြစ်သေးဘူး။ဟုတ်